စာပေချင်းမြတ်နှုတ်သူများအားလုံးကိုကျမတို့ရဲ့အာစီတုတ္တဆောင်ရတဆောင် channel မှာပြန်လဲကြိုဆိုလိုက်ပါရရှင်ကျမကနှင်းစီပါကျမဒီကနေ့ဖတ်ပြပေးမှာကဆရာကြီးမြတ်မျိုးတွင်ရေးသားထားသော ရှေဟောင်းနှောင်းပြများစောင်းပါအမှတ်9ပဲဖြစ်ပါရရှင်ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစီစောင်းပါအမှတ်9ရှင်နိုင်กว่าမတူပါကြနဲ့နုသမျှစမ်းခြင်းရှုမဝနန်းအနေမှာ ပန်းစပယ်တော်ဝင်တိထအတွေ့အပိုက်တစ်ကိုလည်းရှေ့သို့ဆက်ရန်ကာယံရှာမတွေ့။ကိုကျော်နေနေကင်းကွာအဆက်ပြန့်ရင်နှစ်ကာလကြာမြင့်လာရာကဒုတိယကဘာစစ်ဤမိတော်မိရှံကြောင့်ရန်ကုန်မြို့ကိုပင်ဂျပန်တို့ဘုံကျဲနိုင်သောအဆင့်သို့ရောက်လျက်မြို့သူမြို့သားတို့စစ်ပီးများအဖြစ်ဘေးကင်းရာသို့ရွှေ့ပြောင်းနေထိုင်ကြရခြင်း။တဲယူပို့ဆောင်ရေးများလည်းပြတ်တော့လမ်းပန်းဆက်သွယ်ရေးများအဆင်မပြေရောက်တလို့သွားကျုံရာကိုစီး ဖြစ်သလိုလိုက်မှလိုရာကိုရောက်ကြရမည်အခြေအနေတွင်မြမျိုးလွင်အတွက်မှကံကောင်းထောက်မှ၍ရန်ကုန်သို့စုံစင်းမည်မင်းကလေးအမည်ရှိစာပို့တင်မောကြီးဘက်နှင့်ကြုံကြိုက်ခါဒုတိယဒန်းမှစီနင်းလိုက်ပါခွင့်ရပါလေတော်သည်တင်မောကြီးများမှမန္တလေးစိတ်ကမ်းမှနန်းနှင့်ငါးနာရီတွင်ထွက်ခွာစုံစင်းလေရှိရာ ခရီးသွားများညကဆင်း၍တင်မောတွင်အိတ်ကြရလေရှိပါသည်စစ်ကာလတွင်အရေးတကြီးခရီးသွားကြရသည်ဖြစ်၍ အိယနိတ်အဝိအထဲတစ်တာစသည်တို့ကိုအချင်းယုံကယူကြသည်တွင်မြမျိုးလွင်အတွက်မှ မိတ်ဆွေတင်ကဟအပေါင်းအသင်းတပည့်တပန်းများကလန်းခရီးအတွက်ဇိန်ခံရန်နှင့်ရဲစည်းအဖြစ်ဘီယာဘရန်ဒီဝီစကီစသောပလင်းမျိုးစုံကိုခရီးသွားလက်ဆောင်တင်မောအယောက်ကိုစီကိုစီလိုက်ပို့ကြရာဤအဝေးရာရိတ်ခါများကိုတင်မောအိမ်ခန်းအတွင်းသို့တတုပ်ပြီးတတုပ်၃ပလင်းတစ်တွဲ၆ပလင်းတစ်တွဲစသဖြင့်သွေးနေကြသည်ကို တင်းမောမှမာလိန်စူကာနီစရေးကြီးတို့ကလည်းမြင်ပါသည်ဒုတိယတန်စီခရီးသည်တို့ကလည်းမြင်ကြရာရေချောင်းခရီးသွားယောက်ျားတို့ဤဓာတ်ကြိုက်အဟာရဖြစ်နေ၍အားလုံးကပင် ပြုံးကြည့်နေကြပါသည်ကိုယ်တိုင်ကမူလွန်လွန်လေမလားအေယာမဇိုးသမားကြီးများထင်ကြလေမလားတေးတော့ကျူးကြီးဟုယူဆကြနေမလားဟု အထူးသတိထားကအိန္ဒြေရရပင်ဂိုင်းမပြဲစိုက်မပြဲဟန်လုံ၍နေရပါသည် အခန်းယူပြီး၍အိယာအိတ်ခင်းပြင်ဆင်လျက်နာယီဝက်ခန့်ကြားလင်းအခန်းဆောင်လူငယ်ခရီးသွားစာအုပ်နှင့်ရောက်လာပါသည်အမည်နာမနေရက်လိပ်စာသွားမီခရီးနှင့် အစားအစာကိစ္စတို့အတွက်ပါ ရေးသား၍လက်မှတ်ထိုးပေးလိုက်ပါသည်တင်မောနှင့်ပတ်သက်သော အလုပ်ကိစ္စတာဝန်များပြည့်စည်ခြင်းည10နာရီအချိန်ခန့်သို့ရောက်သောအခါမိဖွဲ့လိုသည့်အတွဲဟု အကြောင်းပြ၍မာလင်းစလင်းနှင့်စရေကြီးတို့ရောက်လာကြပါသည် စာများကိုဖတ်ဖူးနေသည်မှာကြာပြီဖြစ်၍လူကိုယ်တိုင်ယခုမှ တွေ့ဆုံမိဖြစ်ရသည်ကိုဝမ်းမြောက်ကြောင်းတခရီးတည်းကြုံရခြင်းကိုပျော်ရွှင်မိကြကြောင်းပြည်မြို့သူမရောက်မီလူသောအကူအညီကိုပြောစီလိုကြောင်းညီအကိုများပမာသဘောထားစီလိုကြောင်းမိဖွဲ့ကြသဖြင့်ကျေးဇူးတင်ကြောင်းဝမ်းသာကြောင်းပြော၍ဗရန်ဒီတပလင်းနှင့်ဘီယာသုံးပလင်းဖွင့်လျက်ဧကန်လိုက်ရညတနာရီမှပွဲသိမ့်နိုင်ကရင်းနှီးခင်မင်းသွားကြပါသည် နောက်တနေ့နန်းနဲ့တင်းမောစုံခဲ့၍နန်းနဲ့စာစားချင်းရောက်သောအခါအမြတ်တော်ဝင်းတောင်တူကုံသေးတူပလိအရာရှိတူတခင်တူတို့နှင့်စပွဲတွင်စုံမိကြပါသည်တူနှင့်တူသွားကြမိခရီးစဉ်ကိုမေးကြရင်မေ့ဖြစ်ကြရာအမြတ်တော်ဝင်းတောင်နှင့်ပလိအရာရှိတို့ကပြာဤပြာရာခရီးထွက်ခွဲကြရ၍ပြည့်စုံအောင်မစည်းစင်နိုင်သဖြင့်စရတွင်ပါခဲ့သော ပလင်းအချို့ကိုတံပိုးထား၍မျှပါရန်မြစ်တာရက်ခံကြသည့်အတွက် တန်ဖိုးထားစရာမလိုပါအလွတ်ယူ၍တောက်နိုင်ကြပါကြောင်းခွင့်ပြုလိုက်ပါသည်ထို့အခါကုံသည်နှင့်သခင်တို့ကလည်းအဖွဲတွင်ပါပရစီပခုတ်ကူစိတ်ကန်း၆နှင့်ရေနံချောင်းစိတ်ကန်းမကွေးစိတ်ကန်းများသို့တင်းမောဆိုင်သောအခါရိတ်ခါမပြတ်ရအောင် သူတို့ကဆင်းဝယ်ပါမည်ဟုဂရိပြုကြသဖြင့်ပါခဲ့သည်မြပလင်းများအားဘုံပစ္စည်းအဖြစ်သဘောထားကြရန်ခွင့်ပြုလိုက်ခြင်းကြောင့်အာလုံးပျော်သွားလျက်ပိုမိုခင်မင်းရင်းနှီးကုန်ကြပါသည် ထို့ကြောင့်နေ့တနာရီနေ့စာစားခြင်းကစား၍ပလင်းဖွင့်ကြပါသည်မာလင်စလင်စည်ကြီးတို့ကိုလည်းဖိတ်ကြရာအလုံဝတရားဆောင်ရွက်ရင်ခွက်ပုံးသဘောမျိုးလာ၍လာ၍မော့ကြပါသည်အားလုံးပျော်ပျော်ရွှင်ရွှင်ခရီးသွားနေကြသလောက်မျက်နာပြက်နေသူမှာအခန်းဆောင်လူငယ်ဖြစ်ပါသည် အကျိုးအကြောင်းသိလို၍တီတို့ခေါ်မိရာဒီအတိုင်းသာဆိုရင်ဆရာပလင်းတွေလောက်မှာမဟုတ်ဘူးဘယ်စိတ်ကမ်းမှဖြစ်ဖြစ်ကျွန်တော်ရအောင်စင်ဝင်နိုင်နေ သူတို့စီကငွေသာတောင်းထားလိုရင်ကျွန်တော်ကိုခေါ်လိုက်အရက်ဒီမကဘူးဘာမဆိုလိုတာရှိရင်ကျွန်တော်တက်နိုင်တယ်ဟုပြောခြင်းကြောင့်ဖြီးသွားအဖွဲအားအခန်းဆောင်လူငယ်လာပြောပုံကိုတဆင့်ကြော်ညာပေးထားလိုက်ရပါသည်မင်းကလေးသင်မောသည် မန္တလေးမှထွက်ခဲ့ပြီးနောက် ပခုတ်ကိုစိတ်ကန်းတွင်ညအိပ်ပါသည်လူဆုံဆုံခွက်များများအရှင်ကြောင့်အိမ်ယာတို့ဆော့ဆော့ဝင်ကအိမ်မောကြသွားပါသည်နန်းနဲ့အိမ်ယာထသောအခါပခုတ်ကမှနေ၍သင်မောတက်ကြသော ခရီးသွားမှာအထူးများပြားလျက်ဒုတိယတန်းတွင် အခန်းလိုမရှိအောင်ပြည့်ကျက်စီကားနေသည်ကိုတွေ့ရပါသည်ကျက်ဥပေါင်မုံထောဘတ်တို့လက်ဖက်ရည်စသောဘရိဖန်ဟုခေါ်သည့်နန်းနဲ့စာကြွေးချိန်တွင်စပွဲ၌ခရီးသွားအလုံးစုံမိကြရာညကတက်လာသောခရီးသည်များတွင်အသည့်မိတ်ဆွေ၃ဦးပါလာ၍နှုတ်ဆက်ခုံငင်ကြရင်းဝမ်းသာအားတက်ဖြစ်ကြရပါသည်သို့သော စကားဆုံးပြောမိကြသောအခါ အပျော်ခရီးထွက်သူတယောက်မှမပါစစ်ရေးစစ်ရာစစ်ပြေးစစ်ဘေးအတွက်အောက်ပြည်အောက်ရာတွင်ရှိနေကြသူဆွေမျိုးညာတိသားသမီးမိဘစသည်တို့ကိုစစ်ဘေးကင်းရာသို့ခေါ်ဆောင်ရန်တွားကြမည်သူများချင်းဖြစ်နေပါသည်တယောက်တစ်ခုပြောကြသောစကားတို့မှလည်းအခြားအကြောင်းမပါစစ်ရေးစစ်ရာတို့သာ ဖြစ်နေပါသည်ဂျပန်ကလက်ရဲဆယ်ရဲရှိသလောက်အင်္ဂလိပ်ကနောက်ဆုံးနောက်ဆုံးလုပ်နေဂျပန်ကရှေ့တိုးနေလုပ်ပုံများ ဘုံပေါက်ကွဲမှုအဆောက်အအုံဖြစ်ဘုံမိလောင်ဘုံများကိုဂျပန်လီတက်ကအတောင့်အတင်းနှင့်စီးရင်အများလာ၍ခြားတတ်ဘုံဆက်တနက်ပြည့်ရက်ဆက်ဘုံမြမပြီးမကြမီကြဆင်းတော်မီအကြောင်းကလတိုက်ကြားဝင်သလိုပော့ပွဲ့လန်စူညာအောင်ပြောလာကြပါလေတော့သည်ဘုံဆက်တနက်သာမက အခြားလက်နှင့်ဆံများအကြောင်းညပိုင်းမှောင်ချထားတော်လဲနေ့အတိုင်းလင်းသောမိကြီးများရှိကြမြမပြီးတွင်မြို့တစ်မြို့ကိုတိုက်မီဆိုလျှင် မီးလောင်မြင်ကြီးဖြစ်အောင်ဖျက်ဆီးပြီးမှ ကုန်းတက်လေတက်ရေတက်တို့ကဝင်ရောက်သိမ့်ပိုင်မည်ဖြစ်ကြောင်းရန်ကုန်မှနေ၍အထက်သို့တဖြည်းဖြည်းတက်လာပြီးဖြစ်ချင်းကြောင်းမကြားမီမန္တလေးမြို့ကိုမီးလောင်မြင်နှင့်ပြားပုံမြို့ကြီးဖြစ်အောင်ဖျက်ဆီးကြမည်ထင်ကြောင်းပြောကြရာညမျိုးလွင်မှစိုးရင်တုံရင်သောအဖြစ်သို့ရောက်လျက်စိန်မောလာပါတော့သည်တိမောမှာအေယာဝီမြစ်ကြောင်းအတိုင်းပခုတ်ကူကိုလွန်၍ညောင်ဦးမြို့စီသို့ ဥတီခုံမောင်းဆုံဆင်းနေခြင်းကြောင့်မန္တလေးတို့ပြန်သွားလို့တော့လဲမဖြစ်နိုင် ရေချောင်းခရီးဖြစ်ချင်းကြောင့်လဲမလွယ်ကူမြေကျော်ရေကျော်ရှုံသောအတက်မျိုးကလည်းမတန်စိတ်ပရေချာရမ်း၍ရာများသွားပါသည်စစ်အတွေ့အကြုံကလည်းတသက်နှင့်တကူတခါမှမဆုံးဘူးစစ်ကိုလူတိုင်းကြောက်ကြသည်ကိုကြောက်သလိုသူကြောက်၍သူကြောက်သလိုကိုကြောက်သည်ဟုပင်ထင်ခဲ့မိသည် လေရင်မြန်တွင်အစီအီလာ၍တစင်းပြီးတစင်းဘုံချကျဲခြင်း တစင်းပြီးတစင်းဆက်တနှက်ပြစ်ချင်းများကို တွေးများတွင်အောင်း၍ပုံရှိုးရှောင်းတင်းကလေရင်ပြန်တန်ကွယ်ပြောက်သည့်အခါအသက်ကိုပွေ့ပိုက်လျက်လွတ်ရာကျွတ်ရာစိပေးစစ်တန်ကင်းဝေးရာဖနှောက်နှင်တင်ပါတသားရဲကြအောင်ပြေးကြသည်ဟုသာထင်ခဲ့ပါသည်စစ်ဖြစ်နှင့်ဘုံကျဲမိလောင်နှင့်ကြောက်လန့်ထွက်ပြေးကြသူများပိုင်ပစ္စည်းပစ္စယအရရက်ကိုဖောက်သည်ဟုခေါ်သော လူရန်စားမျိုးတွေကတိုက်တာအင်ယာများကိုဖျက်၍ ဈေးဆိုင်ကနားများကိုဖောက်ထွင်း၍လမ်းပေါ်လမ်းဘေး အကအယံမရှိသောအဆောက်အအုံပေါ်ရှိပစ္စည်းများစသည်တို့ကိုကဘာဝတွင်မြည်သည့်တိုင်းပြည်မှဖြစ်ဖြစ်စစ်ဘေးစစ်တံကြုံကယူလေယူထယူတတ်ကြသော လူစားမျိုးတွေရှိကြစစ်မြင့်တက်ဆိုင်သောစာအုပ်စာတမ်းမဂ္ဂဇင်းဂျာနယ်စသည်တို့တွင်ဖတ်ရဘူးကြောင်းအမျက်တော်ဝင်ထောက်နှင့်ပလိအရာရှိတို့ကသူတမျိုးငါတဖုံတွေ့မြင်ဖတ်ရှုရဘူးပုံများကို ပြန်လှန်ပြောပြနေကြသည်ကိုကြားရသောအခါတာ၍ရင်တုံသောအဖြစ်နှင့်ကြုံရပြန်မှနေတော်သည်ပြည်မြို့သို့သွားရန်သင်မောစင်းမီလှုပ်သောအခါအိမ်သူအိမ်သားနှင့်တပည့်တပန်းများအားမှာခဲ့သည်မှစစ်တော်ဖြစ်နေပြီရန်ကုန်မြို့ကိုပင်ဘုံကျဲခန်းနေရပြီမတော်တဆမန္တလေးကိုဘုံလာခြင်းရင်နေအိမ်အလုံးတိုင်စသည်တို့ကိုတော့ခတ်ထား၍လူလွတ်သာရှောင်တိမ်သွားကြပစ္စည်းဟုသည်မျှမင်မောခြင်းမရှိကြဘဲအသက်ချမ်းသာရင်းနဲ့ ဘေးရန်ကင်းရေးတာအထုတ်ကသခိုင်းတောင်ရတနာဒီပန်းချောင်းကြောက်ကူကြီးများရှိရာကိုပြေးကြဟုမှားထားခဲ့ခြင်းကြောင့်ဖြစ်ပါသည်ယခုအများစုဝေပြောဆိုနေကြသလိုကမန္တလေးတွင်ဘုံကျဲလင်ပြေးသူပြေးကြသလိုမပြေးဘဲခြံနေသူတို့ကဖောက်တယ်လှုပ်ကြပေတော့မည်လှုပ်လင်အခြားပစ္စည်းများဆုံးရှုံးသည်ကကိစ္စမရှိရှစ်တောင်ပတ်လဲအိတ်ခမ်းနှင့်အပြည့်စုဆောင်းထားသောကိုရိုင်းရေးစာအုပ်များရှီဟောင်းအဖိုးတန်စာကောင်းပေကောင်းများ မှတ်သားစရာများပါရှိသည့်ဖြစ်ပေါ်စာနယ်ဇင်းများဆုံရှုံရမည့်အရေးကိုရင်းအလေးကြီးလေးသွားမိခြင်းဖြစ်ပါသည်ဖြစ်နိုင်မည်ဆိုကသို့မဟုတ်ရာဇဝင်ပါကြက်စစ်သားတို့ကဲ့သို့လှန်ထောက်ခုံ၍လွှားကနေနေအောင်လိုရာရောက်နိုင်မည်ဆိုကမန္တလေးသို့ချက်ချင်းပြန်၍အိမ်ရှိစာပေအလုံးတင်ဆောင်က ရတနာဒီပန်ချောင်းကြောက်ကူအတွင်တန်တစ်တာကြီးများနှင့်ထဲ့သွင်း၍တိမ်းဆဲပြီးမှပြည်မြို့သို့သွားခြင်းစိတ်တွင်တဖွာဖွာပေါ်လာပါသည် သို့သောမတက်နိုင်သောကိစ္စဖြစ်၍လက်မှန်ချရပါတော့သည် ပြေမှမန္တလေးပြန်မရောက်မီဖခင်တကြားနှင့်နှက်ကောင်းနှက်မြက်များဆောင်မတော်မူကြလျက်မန္တလေးကိုပောက်ကွဲဘုံချခြင်းမိလောင်ဘုံချခြင်းစက်တနက်ပစ်ချင်းတို့မပြုတ်လုံသေးပဲဖခင်တပည့်တော်ပြန်ရောက်သည့်အထိအကောင်းပဂရိတွေ့မြင်ရအောင်ဆောင်မဆောက်ရှောက်တော်မူပေးကြပါဖခင်စာအုပ်အားလုံးတေယူရွှေပြောင်းနိုင်သောကို ဖြစ်ရပါလို့ဤဖခင် စသောဆုတောင်းများဖြင့်လည်းဆုတောင်းမိပါတော့သည်စာရေးဝါသနာပါစတောင်ရေးမြောက်ရေးထင်ရှားလျှောက်ရေးထားသော အပေခံလက်ရေးစာမှုများကအစစာရေးဆရာဖြစ်လာ၍ထုတ်ဝေသူများပုံနှိပ်ကြသည့်စာအုပ်မျိုးစုံသတင်းစာဂျာနယ်မဂဇင်းနှင့် လုံချင်းစာအုပ်များအပြင် ကိုယ်တိုင်ရေးမဟုတ်သော အခြားဗဟုသုတဖြစ်ဖွယ်ရာဥကားစရာ အထောက်အထားပြုစရာလွန်နေပြီးသောပညာရှိကြီးများပြုစုသွားကြသော အဖိုးတန်ပုံနှိပ်စာ ရပိုက်နေရင်စာ ပေစာစသည့်အဖိုးမဖြတ်နိုင်သည့်ဗဟုတုတဗန်တိုင်ကြီးတပွဲစာမျိုးစုံများဆုံရှုံပျောက်ပြက်ကုန်မည်ကိုရင်တုံနေမိခြင်းဖြစ်ပါသည်စာအုပ်များကိုဒီမိုင်းချစ် ရှစ်ချိုးကရောင်း16ချိုးဖူးစကဲဆိုင်နှစ်ချိုးမှအစလုံချင်းဝိတ္ထုများလုံချင်းဝိတ္ထုအလိုက်ဂျာနယ်များဂျာနယ်အလိုက်မဂ္ဂဇင်းများမဂ္ဂဇင်းအလိုက်သတင်းစာများသတင်းစာအလိုက် အခြားဗဟုတုတစာပေများ သူ့စာအုပ်သူ့အရွယ်နှင့်သူ့အရွယ်အလိုက်စိုက်တူအရွယ်တူများကို၄အုပ်တည်းတွဲ၅အုပ်တည်းတွဲဂျက်ထူဘုံတရေဘုံစသည်ဖြင့်စာပေ၏၄နှင့်အရသာထူးခြင်းကိုထူးသည်လို့ခွဲခြားချုပ်လို့၍စူဆောင်းသိမ်းဆီထားခြင်းဖြစ်ပါသည်ပေမူနှင့်ပြရပိုက်လည်ရင်းများကို ချမစားပိုးမကိုက်အောင်မန္တလေးဈေးကြိုတော်တန်ဖြူတန်းရှိတန်တစ်တာဆိုင်များတွင် အလူမီနီယံတန်ဖြူပြားများကို အနံ့အလျားကိုက်စူပေါင်းထည့်နိုင်သော တစ်တာများကိုလှုပ်ပေးစီလျက်လုံချုံစွာ ထဲ့သွင်းသိမ်းစီခဲ့ပါသည်။ရှားဖွေလုံကန်ရသည်များဝင်ဝင်များအနှင့်တဝက်ကိုစားဝတ်နေရအတွက်သုံးဆွဲ၍တဝက်ကိုစာအုပ်ဖိုးများနှင့်သာကုံစီသည်ကများခြင်းကြောင့်ဤအိမ်ခန်းမှာဗဟုသုတဗန်တိုက်သာမကညာမျိုးလွင်ဤစီးစိန်ဗန္နာတိုက်လည်းမြည်သည်ဟုပြောဆိုနိုင်ပါသည်။နေအိမ်မှာမန္တလေးမြို့အနောက်ပြင်တီရီဟေမာ ပလိုင်းရက်အနောက်ဖက်တန်းတွင် အနံ၃ခန်းအလျား၄ခန်း နှစ်ထပ်အိမ်ပြင်နောင်ပြင်ကင်းဝကံမိုးဖြစ်ပါသည် ရှေ့မျက်နှာစာတွင်အဆောင်ဘိုးတစ်ခုထုတ်ထားတော်လဲအလုံးမကားပဲသူ့မိုးလျယံဝယံတာနှင့်မျက်ဖနှက်မဟုတ်ပဲတရေရှုဖနှက်ငုတ်ချင်နင်းခေါ်သောလဲရှိတရေရှုဖနှက်စည်းလာသူများ မချွတ်ရစီရန်ဧခံဌာနတပွဲကလထိုင်များစပွဲများထား၍ဧဆောင်အတွက်နေရာဖြစ်ပါသည်အလျားနေခန်းဤတစ်ဖက်သော အခန်းတစ်ခုနောက်တွင်တီးတဲ့အခန်းကျင်တစ်ခု အမိုးလုံးအကာလုံးစောက်လို့၍စားပေးဟုသမျှတိမ့်စီထားလျက်အခန်းတကားကိုအမြဲပိတ်ကာတော့ခတ်ထားပါသည်။ကိုယ်တိုင်ဝင်ကျင်ထွက်ခြင်းမှတော့ကိုခွင့်လားပိတ်လားလုပ်ပါသည်။နှစ်ထပ်အိမ်မြင့်ဖြစ်တော်လဲနောက်ဖက်ကကုန်းမြင့်ရှေ့ဘက်ကနှိမ်လျှောမြေဖြစ်ခြင်းကြောင့်ချိန်ဝမ်းမြေသဘောအနှိမ်ပိုင်းရောက်နေ၍မိုးရာသီကာလများတွင်မြင့်ရာကစီးလာသောရေများအိမ်အောက်တွင် စုကြကတလားနှစ်လားကြာမှ၆ခန်းတက်ခြင်းကြောင့် ောက်ထက်တွင်အကာအခင်းမလုံပဲမိဘများကခလာဟင်းနှင်းပင်ထားခဲ့ကြသည်တားဖွားကန်ပေါ်သေးသော ခစ်မဟုတ်၍မြမျိုးလွင်အဝင်းအပါတားသမီးအလုံးကိုဤအိမ်အပေါ်တက်တစ်ဖက်သောနောက်ခန်းတွင်ပင်မီးရှူးတန့်စဉ်ဖွားမြင်ခြင်းအမှုကို ပြုကြပါသည်ချက်ပြုတ်ရင်းမိဘဆောင်ကလည်းအိမ်ပေါ်နောက်ခန်းအခြားတနေရာတွင် ပြုလုပ်ထားပါသည် ရေဝတ်သည့်ရေဝင်ချိန်မျိုးတွင် အပေါ်အပါသွားလာရန်အိမ်အောက်နောက်ပိုင်းတွင်စောက်လုံထားသော ရေအိမ်တို့သွားရန်အိမ်နောက်တွင် နေကားတစ်ခုတပ်ဆင်ပေးထားပါသည်ထိုခေတ်ကအိမ်တို့အလေအပတ်ရောက်လာကြသော စာပေရုပ်ရှင်ပကြီးဂီတစသောပညာသင်မျိုးစုံအနှင့်ရေဝင်နေချိန်နှင့်ကြုံကြိုက်ကြသောဇဝနတကုံးတရားစသောမိတ်ဆွေများကမူကိုဘတွင် ခမရသေးတဲ့အခါသူအိမ်ရောက်ဖို့နဲ့သူနဲ့တွေ့ဖို့ကိုဖက်နှက်ချို့ဝင်ရာကြောင်းရေးရမယ်ဟုပင်ပြည့်ရဲပြုကြဘူးပါသည် ဤစာပေများဤမြလောက်စုဆောင်းမိခြင်းမှာဆရာကြီးတကုံစေရဤနှိုးစော်သတိပေးချက်လည်းများစွာပါဝင်ပါသည်ရန်ကုန်ဗိတိရှဘာမာရုပ်ရှင်ချမ်းတွင်ဇန်ညွန်းနှင့်ဝိတုရေးဆရာများအဖြစ်စုံကြကြုံကြစဉ်ကအလုတ်သမားအားလုံးပညာသည်နှင့်ပညာရှင်များကြီးဖြစ်နေကြခြင်းကြောင့်ကိုကိုကိုလည်းဆရာခေါ်ကြသူတို့ကိုလည်းဆရာခေါ်ရသဖြင့်ဆရာတွင်မိုးမှုန်နေခြင်းကိုညီးငွေကြသည်နှင့်စာရေးဆရာများ၏ယုံကန်းတွင် ဆရာမခေါ်ဘဲနာမည်ရင်းကိုခေါ်ကြရင်ဆွေနွေပွဲပြုလို့၍ဆုံးဖြတ်လိုက်ကြပါသည် ပီမိုးနှင်းကိုဦးကျော်တကုံးစင်ရကို ကိုရောညာနာကိုကိုအုံးမောင်ညာမျိုးလွင်ကို ကိုလွင် ကိုဗလွင်ဇဝနာကို ကိုသိန်းစာတော်ဖတ်ဦးကျော်ကို ကိုကြီးကျော်စာတော်ဖတ်ဆိုသည်မှာအင်္ဂလိပ်ဘာသာစာအုပ်တိုက်ကြီးများကဝယ်ယူလာခဲ့ကြသောစာအုပ်အမျိုးမျိုးတို့ကိုဖတ်ဆင်၍ဝိထုဇလန်းကိုပြန်ပြောရပါသည် စာရေးဆရာများပင်ကိုညာနှင့်စိတ်ကူးသောဇလံစာအုပ်များမှရသောဇလံအပြင်ဥကြော်ဖတ်ပြီးပြန်လည်ပြောပြသောဇလံမှကောင်းနှိုးရရာရနေလေလက်ခံ၍စံညွန်းရေးပေးရခြင်းဖြစ်ပါသည်စာတော်ဖတ်ဥကြော်မှဒိုင်းအာခိခိလွတ်တော်အမတ်မန္တလေးဥပဘေးအကိုဖြစ်ပါသည် အင်္ဂလိပ်စာတတ်ပုဂ္ဂိုလ်ဖြစ်၍ဝိစာစီရင်ပုံတက်ရပါသည်ပဝါကိုအသင့်ချုပ်ပြီးခေါင်းပေါင်းဆွထားသလိုတည်တည်တတ်တတ် လက်ပေါင်းပေါင်းတတ်ပါသည် ပိတ်ထူပင်နီတကလန့်စသောအပေါ်ဝိအင်းကြီးများမှလည်းအမြဲတမ်းညာဘက်သို့ဖုံးသောရင်ဘုံအင်းကြီးကိုဝစ်လေရှိပါသည်လုံကြီးဝစ်ပုံလည်းစိစက်တက်ရက်ပါသည် စကားပြောလျင်လေအေးနှင့်ပြုံ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 ပြောလေရှိပါသည်သို့သော ကိုအမြဲစားခြင်းမဆိန်ညွတ်တနက်ဖက်ဆေးလိတ်ကိုမိမပြတ်အောင်တောက်ခြင်းအပြင်ပါဇက်တွင်အရက်နံကလေးတသိန်းသိန်းရှိနေတတ်ခြင်းကြောင့် 38မိနစ်အဝင်းအပါဘိုးမင်းကျော်နတ်ကိုကိုကြီးကျော်နတ်ဟုခေါ်လေရှိကြသည်ကိုအကြောင်းပြု၍ချစ်ကြည်သောသဘောနှင့်ကိုကြီးကျော်ဟုဘွဲ့နံမည်တစိမ့်ထက်နှိတ်ခဲ့ကြခြင်းဖြစ်ပါသည်ဗြိတိရှဘာမာရုပ်ရှင်ခြံတွင်အလုတ်လုတ်ချင်းမှ ခွဲခွာခဲ့ကြပြီးနောက်မန္တလေးသို့ပြန်လဲနေထိုင်တော်လဲတကြီးကေဆက်တွင် ဝင်ရောက်လုတ်ကင်နေသူဆရာတကုံစီရကိုရောနှင့်က စာပေးစာယူမပြတ်ကြဘဲ ချစ်ခင်စွာပင်အဆက်အသွယ်ရှိနေကြရာတနေ့တွင်ဆရာဇေယထံမှပို့လိုက်သောစာတွင် ကိုလွင် လိုချင်ရာဇတန်းသာပမြမန်းမှမြမာမှုကိုတော့ရှာစုစေသောကံမစုံရန်ကုန်မှပညာပေါ်ပေမဲ့နန်းရဝီမှန်းကျင်တဲ့စောသူမှဖြင့်မန်းမြေကိုလွှမ်းနေတဲ့ရောမှဗျာမောရတကောကိုလွင်မြမစာမြမာမှုများထွန်းကားထင်ပေါ်ခြင်းဤလာပါပြီ ပညာတက်ကသူမန္တလေးမှာ စာကောင်းပေကောင်းစာဟောင်းပေဟောင်းအလွန်ပေါ်သဖြင့်အစွမ်းကုန်ရသမျှစုဆောင်ပါလေကိုလွင်တို့ကျုပ်တို့ကြီးပြင်းလျက်တက်ကြီးရွယ်အိုဖြစ်လေလေစာပေဝင်းကျဲဝင်းကြီးလေလေနှင့်နှောင်းလူငယ်များအားပညာပေးရေးတာဝန်ကြီးများတက်လာပါလိမ့်မည်ပေါ်ပေါ်တန်တန်မနေတော့ဘဲရသမျှစာကောင်းပေကောင်းများစုဆောင်စေလိုကြောင်းကျွန်တော်မန္တလေးလာရောက်နေထိုင်လို့တော်လဲဒုက္ခဖွဲ့နှောင်းလူတို့ပါ အိမ်တောင်ညှုတ်ကွင်းမလွတ်ကင်းစသောဘဝပေးအခြေအနေကစန္ဒရှိသလိုကိုမဖြစ်စွမ်းနိုင်တော့၍ကိုလွင့်အားသာတိုက်တွန်းသမှုပြုရပါသည်စသောတတိပေးချက်တို့ကြောင့်လဲစာကောင်းပေကောင်းမှန်ကအသေးရရအရှင်ရရဇူအတင်းစုဆောင်ခဲ့ခြင်းများလဲပါဝင်ပါသည်ထိုခေတ်ကမန္တလေးဈေးကြိုတော်စီယုံမှ စာအုပ်ဆိုင်များဖြစ်ပါသည်ရန်ကုန်ဘတ်နက်ပြီးတကတ်တိုက်နီနီစုံနေလျက်လိုချင်သောစာအုပ်များကို ရနိုင်ပါသည် စီယုံတယုံလုံးမြမပိုင်းစာအုပ်ဆိုင်တွေဖြစ်၍ရန်ကုန်ပြည်ကြီးမနိုင်သဘုမိတ်ဆွေသူတမဝဒီဟန်တာဝဒီစသော ပြည်ကပုံနှိမ့်တိုက်များကထွက်သော စာအုပ်မျိုးစုံကို ကိုယ်စလဲယူရောက်ကြသည်ဖြစ်၍စာအုပ်တွေတောင်ပုံရပုံပေါ်များပါသည်စုံလဲအလွန်စုံလှပါသည်ဈေးကြိုမြောက်ဖက်တိုက်တန်းတွင်လည်းတမီလူမျိုးနှင့်ကျူလီယာကလာအိန္ဒိယပြည်သားများတီထောင်ထားသော လောကပါဠိပိရကပုံနှိမ့်တိုက်ထွက်စာအုပ်များ အာမတ်ဆူလတန်အင်ဆန်းမှရိုက်နှိမ်သောစာအုပ်များကေခူနာမီယာနှင့်တားများမှရိုက်နှိမ်သောစာအုပ်များလည်းတိုက်ဆိုင်အခန်းကြီး၃ခန်းတွင်ပြည့်ကျက်နေအောင်လူသွားလမ်းကလေးသာခြံလျက်ပုံတိုက်ချရောင်းရင်းစီယုံဤစီးပွားရေးကို ဖြိုခွဲရန်နှင့်ဖဲ့ယူရန်အားထုတ်ရင်းရောင်းချကြပါသည်သို့သောစီယုံကဘီတကတ်၃ပုံမှအစစာကောင်းပေကောင်းများကိုစက်ကူကောင်းမှင်ကောင်းစလုံးကောင်းများနှင့် တေတီတက်တက်ရိတ်နှိတ်ချုပ်လုံထားလျက်ပထမတန်းပါဠိမြန်မာပညာရှိများကြီးကြပ်တီးဖြတ်သုတ်တင် ပြင်ဆင်ရိတ်နှိတ်ထားခြင်းများဖြစ်၍အစစအထက်တန်းကြကြတေတက်ကောင်းမွန်ပါသည်အပြိုင်အဆိုင်လုံနေသောမြောက်ဖက်တိုင်တန်းအိန္ဒိယသားကလားများဤလုပ်ငန်းစာအုပ်များမှစက်ကူအပေါ်စားနှင့်ဖြစ်သလိုရိုက်နှိတ်ထားသည့်အပြင်တပ်ပုံမမှန်၊ကာယံမညီ၊တောအောင်လျော်အောင်တွေသာများလျက်နှစ်ပြားတပဲတမူတမတ် စစ်မလန်ရောက်နိုင်သော ကာကြီးခါခွေတင်မုံကြီးစာအုပ်ငိုချင်းတေးထက်တွေချိုးလေးချိုးများပါသော မောင်ရင်မောင်မမေမပြဆက်ဘဘဲမောင်တင့်တဲပြဆက်မဲဥကြားချီကန်းပြဆက်နာယီစင်နှင့်ကရင်ကြီးမျက်လုံးဝှစ်ထုတငင်နာမာရယာဆွဲကြံရသည့်ရှစ်တောင်းဆရာကောင်းစီရင်ထုံဗေရတာရအတက်ဟောကြံအိမ်မက်တိတ်တုံစသည်တို့ကိုရောင်းချသဖြင့် တောဧည့်သည်များဝယ်ယူနေရှိကြသည်ကို တွေ့ရပါသည်ဘဝတလျှောက်ကိုရိုင်းကြီးစာမျိုးစုံနှင့်အခြားဗဟုသုတဗန်တိုင်ကြီးတပွဲပညာစုံစာစုံတို့စုဝေးတူလောင်ထားရာအခန်းအားစစ်ပေးစစ်တံကြောင့်မီးလောင်ပြဖြစ်လင်းတော်၎င်းဖောက်တယ်တို့ဝင်ရောက်ဖောက်ထွင်းခိုးယူခြင်းဖြင့်ဟိုတချို့ဒီတချို့ပါကုန်လျက်ပြန့်လွင့်ပျက်စီးကုန်ပါမူကားရင်ကွဲအသေးကျွမ်းကမယူးယုံတမဲကြံမိအရေးကိုတွေးလိုက်တိုင်းရင်ခုန်ဖိုလိုက် အောင်ငိုလိုက်ခြင်းသောအဖြစ်သို့ကြောက်နေပါတော့သည်ထိုဘေးဆိုးကိုကြောက်နေသည့်အတွင်စစ်ဘေးစစ်တမ်း၏မကောင်းပုံများကိုတယောက်တခွန်းပြောနေကြသည်မှာစူညံအောင်ကြားနေရသောအခါနားမထောင်ဝင့်သလိုဖြစ်လာလျက်အခန်းတွင်သို့ဝင်၍အိတ်နေလိုက်ရပါသည်မန္တလေးမှထွက်လာကြကသုံးယောက်အိတ်အခန်းကိုတယောက်ထဲရလာခဲ့တော်လဲပကုတ်ဟုစိတ်ကန်းတွင်ညအိတ်သောအခါတက်လာသောခရီးသွားများအတွက် နေရာပေးရခြင်းကြောင့်၃ရောက်စီကံဖြစ်သွားပါသည်ထိုးသူများမှလည်းစစ်ဘေးစစ်တမ်းအတွက်ပြည်မြို့ဟင်းဒရာမြို့မအူပင်မြို့စသည်တို့တွင်ရှိသောဆွေမျိုးသားချင်းများအားခေါ်ဆောင်ရန်ဖွဲ့လာခဲ့ကြရသည်ဖြစ်၍စိတ်မငြိမ်သက်လားခြောက်ခြားတုန်လှုပ်ခြင်းများနှင့်ပင်ဇွတ်ဆွန့်၍လိုက်ခဲ့ကြရပုံကိုဟန်ပန်အပြောအဆိုကပြနေကြပါသည်ထို့ကြောင့်နန်းနှင့်စင်နာယီတွင်ကြွေးသော ထမင်းဟင်းကိုပင်မစားမီခေါင်းချောင်းတိုင်းစိုးရင်ကြောင်းကြစိတ်ဝင်တိုင်းရင်တုံတိုင်းတက်ပြင်းတခြားချနှင်လိုက်ခဲ့ရာကနေ့တနာရီတွင်ကျွေးသောလန့်နေလာစားကြမှအနည်းငယ်စားသလိုရှိသဖြင့်စားရန်အခန်းတွင်မှထွက်လျက်တင်းမောနောက်ပိုင်းရှိစပွဲသို့သွားထိုင်လိုက်ရပါသည်ရန်ကုန်နှင့်မန္တလေးစုံစံခုမောင်းသောတင်းမောကြီးများဖြစ်၍နှစ်ထပ်ဖြစ်ပါသည် အပေါ်တန်နောက်ပိုင်းတွင်ဒုတိယတန်စီခရီးသည်30အတွက်ဖြစ်၍ကျယ်ဝန်းပါသည်စပွဲဝိုင်းစပွဲရှင်များ၄-၅နှင့်ကလထိုင်း30ခင်းထားခြင်းကြောင့်စေငါစွာထိုင်နိုင်ကြပါသည် အစားစားစရာများ လာချခြင်းမနေ့ကပွဲဆက်အတွက်ခရီးသွားလူဟောင်းကိုလူတင်များပါညကပခုတ်ကူမှဝယ်ခဲ့ရသောပလင်းများကိုထုတ်၍ထောင်ကြသောကြောင့်ကိုယ်တိုင်လည်းအခန်းတွင်တွင်ကြံရှိနေသောပလင်းများမှ အလေးနှလုံးကိုဆွဲထုတ်ကာအများနည်းတူထောင်လိုက်ရပါသည်အားလုံးစစ်ဘေးစစ်တမ်းအတွေ့အတွင်းကျိတ်စိတ်ညစ်သူပွင့်ပွင့်လင်းလင်းစိတ်ညစ်သူများဖြစ်၍ရေကြီးတော်ကိုတောက်တော်ရေအဖြစ်၎င်းအဝါရေကို အဝေရာအဖြစ်၎င်းမိဝဲလိုက်ရကစိတ်ညစ်ပြေကာရှင်လန်းပျော်ပါလာနိုင်ကြမည်ကိုသိသည့်အတိုင်းမင်္ဂလာပါကံကောင်းခြင်းပါ ကျက်တည်ပါစတီတို့ကို လောကုတွေဇောညွတ်တွေမလောက်ကြတော့ပဲနှင့်မြန်မြန်ဖွင့်မြန်မြန်တောက်စနစ်ဖြင့်တဲ့ညီနဲ့ညီမော့လိုက်ကြပါတော့သည်တစ်ခွက်ကုံ၍နှစ်ခွက်စားမှတင်မောမာလိန်မှုစူကာနီစရေကြီးတို့ကိုတတိယကသူတို့ပါဖိတ်ခေါ်၍ဝိုင်းချဲကြပြီးလင်စိတ်ညစ်သည်များပြောက်ပျော်ရွှင်ခြင်းသို့ရောက်စီလျက်တဝါဝါတဟာဟာပါဇက်ဆိုင်တီးသူတီးလက်ဝါးရိုက်၍ပြောလိုက်သူလိုက် ထကသူကဖြင့်စစ်ကိုမေသောပျော်စည်းအဖြစ်မိဝဲရင်လိုက်ပါလာခဲ့ကြလေရာ အချင်းအတန်ကြာသောအခါတေမောကအော်အော်ရှည်မှုန့်ချင်းကြောင့်အကျိုးအကြောင်းကိုမေးမှမာလိန်မှုကညာဦးစိတ်ကန်းကိုရောက်တော့မီ ကုံတင်စရာတော့ရှိမည်မထင်ကုံချစရာတော့နိုင်ဝက်ခန့်ကြားမီညာဦးရွှေစည်းကုံဖျားဖူးလိုသူများဆင့်ဖူးနိုင်သည်လဲဝင်ရိုးတန်တញ្ញញံပကံဖျားပေါင်းဖူးလိုသူများအတွေ့ မြင်းလှဲငှား၍စိတ်ချလက်ချဖူးမြော်ကြပြီးလင်ပကန်းညာဦးမှဘတ်စကားတစည်းစည်းငှား၍ချောင်းမြို့စိတ်ကန်းကစောင့်စည်းလင်တင်းမောမိနိုင်ပါသည်အကယ်၍နောက်ကျနေပါမူတင်းမောကစောင့်ခေါ်မိညာဦးမှ၆တို့တင်းမောခုတ်ချင်း၆နာရီခန့်ရှိ၍ကောင်းကောင်းမိနိုင်ကြောင်းရေနံကြောင်းညောင်လှစိတ်ကန်းတွင်တင်းမောအိမ်မည်ဖြစ်ရာအကယ်၍တစုံတစ်ခုအတွင်တင်းမောနောက်ကျက၆စိတ်ကန်းတွင်လည်းအိမ်နိုင်ခွင့်ရှိကြောင်းရေလာမြောင်းပြီးပြောပြသောအခါ ဖျားဖူးရန်စိတ်ဝင်စားလာကြပါသည်အရက်ကလေးတွေထွေထွေနှင့်အကောင်းသားပြို့ဟုစလိုက်လှင်းမင်းကြုံတောင့်ကြုံခဲ့ဗျာကြုံတော့ဖူးကြရအောင်လားဟုထောက်ခံသူက ထောက်ခံတသက်မှတစ်ခါကြုံတာမျိုး သွားကြမယ်ဗျာဟု ပြောသူက ပြောနှင့်နောက်ဆုံးတွင် လူ6ယောက်သဘောတူလိုက်ကြပါသည်စုမဝရုပ်စုံမဂဇင်းဖေဖော်ဝါရီ1980ဖြစ်ပါတယ်ရှင် ယေရှုတင်ပါရရှင်။ကျမယခုဖတ်ပြပေးခဲ့သောဆရာကြီးမြမျိုးတွင်ရေးသားထားသောရှေးဟောင်းနှောင်းပြေစောင်းပါအမှတ်ကိုဒီမာရင်ပြီးဆုံးပါပြီရှင်။ကျမနဲ့အတူအဆုံးထိလိုက်ပါအားပေးနားဆင်ကြကြသော စာပေချင်းမြတ်နှုတ်သူများအားလုံးဘေးကင်းလုံခြုံကြပါကြပါစေ။နောက်ထပ်တင်ဆက်ပေးမယ့်ပညာပေးသူတရသစောင်းပါများနှင့်လေးဝဲစံကျင်ဝိထုများကိုလည်းတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့နော်။ကျမကနှင်းစီပါရှင်။